အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့မကွေးတိုင်းသားဖြစ်ပါတယ်ခုလက်ရှိတောင်ဝင်ထမ်းဆောင်နေတာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကျွန်တော်ပြောချင်တာကမကွေးတိုင်းရဲ့သတင်းလေးတစ်ခုရလို့မကွေးတိုင်းစမဝဲမြို့နယ်ဧကရရဲစခန်းရှိမှာဂိတ်ချထားပါတယ်အဲ့ဒီဂိတ်ဟာပတ်စံတောင်းလာကျန်းလေလို့ ယောနီ6ဆက်ကသူဒီကကျွန်တော်ကိုသတင်းပေးပါတယ်အဲ့လိုပေးတယ်ဆိုတာလေပြည်သူတွေအတွက်ကောင်းပါတယ်ခင်ဗျားတို့လောက်ရက်တွေမှားနေတယ်ဆိုတော့ခင်ဗျားတို့သိရလားဂိတ်ချပေးထားတယ်ဆိုတာမတမာတဲ့သူတွေဝင်မလာအောင်လို့ဂိတ်ချပေးထားခြင်းဖြစ်ပါတယ်ခင်ဗျားတို့ဆိုင်ကတစ်စီးကို1000တောင်း5000တောင်းကားတစ်စီးကို2000တောင်း3000တောင်းတောင်းမှု ဒေချပေးတတ်တာမဟုတ်ဘူးခင်ဗျားတို့ကဘလို့ဖြစ်လဲဆိုတော့ဂိတ်မှာထိုင်ပြီးတော့ကားလာရင်ပဆန်တောင်းမင်းတပေါင်းလာရရင်စကမ်းမှုအံ့အံ့မအပ်ဘူးဆိုရင်ဘာလုပ်မလဲခင်ဗျားတို့ဂိမ်းထည့်ဆုံးမယ်ဂိမ်းရှုံးရင်ကာလမားတွေပုံပြီးညှက်ပြီးတောင်းမယ်စောက်ချင်းလေးတို့ပြင်ပါတော့အခုလိုပဆန်နေကောက်နေတာဦး ပြည်သူတွေကပြောပိုင်ခွင့်မရှိမှမဟုတ်ဘူးပြောပိုင်ခွင့်ရှိဒါပေမဲ့ပြည်သူတွေကမပြောရဘူးပြောလိုက်တာနဲ့ဘယ်သူဘဝပြောတယ်ဆိုတော့ခမရတော့ထောက်လန်းပြီးလိုက်ဖမ်းမှာအဲ့လိုတွေရှိနော်အဲ့တော့ပြည်သူမပြောရတဲ့စကားကိုကျွန်တော်ပြောပြမယ်ခမရတို့အဲ့လိုဂိတ်တွေချပြီးထားရဲဆိုတာမတမာသူတွေကိုဖမ်းဆီးဖို့နော်တရားမဝင်တာတို့စစ်စစ်မြင်းမြန်းမှုအပြစ်မဲ့ပြည်သူတွေကိုခမရတို့ဒုက္ခပေးဖို့မဟုတ်ဘူး ပြစ်မဲ့ပြည်သူတွေခင်ဗျာမတနေ့လုံးမတနေ့စားရတယ်ဘောကနော်ခင်ဗျားတို့မလာတာရှိလာတာနဲ့လောက်အောင်စားကိုယ်ဝင်ဝင်နဲ့ထောင်းဝင်ကြီးအောင်စားအပုံငွေရှာတယ်ဆိုတာဘာလို့ဖြစ်လဲဟင်ခင်ဗျားမိသားစုအဆင်ပြေဖို့လားခင်ဗျားမိသားစုအဆင်ပြေတယ်ဆိုရင်ကျန်တဲ့မိသားစုတွေဘောကပြတ်ပေးရမှာလားဟမ် မြားတို့ကဒီကိစ္စတွေဒီလိုဒီပတ်စံတွေတောင်းနေတယ်ဆိုတော့မြားတို့မျိုးနယ်မှုတွေတိုင်းမှုတွေသိလေဟမ်အဲ့လိုပြောရင်ဘယ်သူမှသိမှာမဟုတ်အဲ့တော့မြားတို့အေဂီရဲစခန်းကိုကျွန်တော်ပြောချင်တာခမားတို့တွေရတန်းရက်ပါခမားတို့ကြောင့်ねအဖွဲ့အစည်းအလုံးဒုက္ခ